လုံးမဲမင်္ဂလာပါဒီနေ့အော်တိုဘာလ21ရက်နေ့မှာတော့တည်င်းထူတွေရှိတယ်ဆိုတော့အဲ့ဒီတည်င်းထူတွေကအဓိကတော့ဒီအာဆီယံစီဝေးမှာမာလာတက်မယ်မာလာကဒိုနထရန်နဲ့တွေ့မယ်ဆိုတော့အဲ့ဒီတည်င်းကတော်တော်ကိုဟော့ဖြစ်နေတဲ့တည်င်းတွေဖြစ်တယ်ဆိုတော့အဲ့ဒီတည်င်းတွေပြလို့ရှိရင်တော့ဒီပုဂိုတိုင်ရတရှေမှာဒီတော်လေတပ်ဖွဲ့တွေကထပ်ပစခန်းတစ်ခုကို တိုက်တဲ့အောင်မြင်မှုတွေစသဖြင့်ဒီဟာတွေကိုကျွန်တော်တို့ဒီနေ့တည်င်းတွေမှာတကယ့်ထိစီတည်င်းတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့အတားကိုမပြောခင်မှာပထမဆုံးကျွန်တော်တို့ကချင်ပြည်နယ်အကြောင်းကိုကျွန်တော်တို့သွားရအောင်ဆိုတော့ကချင်ပြည်နယ်ဖကန်အဲ့ဒီမှာကန်စီတေတာမှာဆိုလို့ရှိရင် KIA ရဲ့တမဟာ9ရဲ့တမဟာ6ရဲ့အဲ့ဒီနေရာတွေမှာဆက်ကဆက်ကဘုံချဲတယ် နောက်ပုံချိတယ်ပုံအလုံးပေါင်း36ပုံချိချရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကဒီဖက်မှာပုံပေါ်တိုက်ပွဲကတိတ်အခြေအနေမကောင်းဘူးသူတို့အတွက်။ဘိုးတွေမှာစစ်ကိုပိုးနိုင်တဲ့ဒီဖက်ကနော်သင်းပေါ်နဲ့စစ်ကိုပိုးနိုင်တာတော့မှနောက်တပြက်စီတိုက်တဲ့အခြေအနေမျိုးမှာရှိနေတဲ့ခါကျတော့သူတို့ကတိတ်အခြေအနေမကောင်းဘူး။အခုဖွင့်လိုက်ရဒီမှာရောက်သွားလို့ရှိရင်တော့သူတို့ကသင်းပေါ်တွေသွားလို့မရတော့ဘူးစစ်ကိုပိုးလို့မရတော့ဘူး။ဆိုလို့ရှိရင်တော့အဲ့ဒီပုံပေါ်ဟာဆိုလို့ရှိရင်နော် ဒီဒီဇင်ဘာလမရောက်ခင်လောက်မှာဆိုလို့ရှင်သူတို့ကပြတ်ဖြစ်နိုင်တယ်ဆိုတဲ့ဟာကိုတုံ့တက်ချက်တွေကိုလည်းကျွန်တော်တို့တွေ့ရလိမ့်မယ်။အဲဒါကြောင့်သူတို့ကလည်းဟော license မှာသွားပြီးတော့သူတို့အသေးခံမှုတွေကျဲတယ်အဲဒီကမီကာစီဒုံနဲ့ကျဲတယ်ပြီးလို့ရှင်တော့အခုတမဟာ6ရက်တမဟာ9ရက် အဲ့ဒီနေရာတွေမှာတကယ်ပုံအလုံးပေါင်း36လုံးကိုချိန်ချတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။ဆိုတော့စက္ကဆရဲ့ view ဟာကအတားပဲเนาะ။ပထမဆုံးပါလုပ်လဲဆိုလို့ချက်လေးပြင်းနေပုံချေတယ်ပုံချေတယ်ပုံချေတယ်ပြီးလို့ရှိရင်လည်းပြင်ပြင်ကစစ်ချောင်းတွေဟာဆိုလို့ချက်ထိုးတက်တယ်။အဲအဲ့လိုမျိုး view ဟာမျိုးကိုသုံးတာကိုကျွန်တော်တို့တွေ့ရနိုင်မယ်။ဆိုတော့အဲ့ဒါကိုကြောင်းမေးတော့ပါတို့လည်းဒီလိုပဲဒီဒီဘော့ကိုသိန်းတော့လည်းဒီလိုပဲဒီနေရာတကာပါပဲ။နောက်စစ်မျက်နှာပြင်းနေအကုန်လုံးဟိုတမရပထမဆုံးလေးပြင်း။နောက်လေးပြင်းနေချေတယ်လက်နဲ့ချင်းနဲ့ပြစ်တယ်။ဒုံနဲ့သွားတော့ပြစ်တယ်ပြစ်ပြီးတော့အဲ့ဒီမြေပြင်စစ်ချောင်းလာဆိုလို့ချေတော့ ဖိုးတက်တယ်နော်အဲ့လိုမျိုးပုံစံမျိုးနဲ့ကျွန်တော်တို့နော်စကားစကားစစ်စင်ရေးကိုစဉ်းစားကိုတွေ့ရလိမ့်မယ်နောက်တစ်ခုကစကားစရလက်အောက်ခံဖြစ်တဲ့စသုံးလုံးနော်စသုံးလုံးကဆိုလို့ဒီအထူးစုံစမ်းစစ်စရေးဦးစီးဌာနကနေပြီးတော့နေရဘလောက်လွတ်မြောက်တယ်လဲဆိုလို့ရှိရင်လင်ယာပေါင်း90နော်နေရာပေါင်း90လုံးမြောက်နေတယ်အဲ့ဒီမှာလစ်လက်နေတယ်တိပြရတော့နော်ဆိုတော့အဲ့ဒီမှာလူမရှိဘူးလူမရှိတဲ့ခါကျတော့အဲ့ဒီနေရာတွေမှာပြန်ပြီးတော့လူအစားသွင်းပြီးတော့နော်ဖိနှိပ်ချွတ်ချွေမှုတွေကိုလုံဖို့အတွက်ပြီးလို့ရှိရင်တော့ဒီတော်လန်ရဲ့တည်င်းတွေကိုရရှိဖို့အတွက် ဆာယာဖတ်ဆိုတာစတော့လုံးဆိုတာဒီထောက်လိုက်ရေးပဲပေါ့နော်ဆိုတော့အဲ့ဒီအင်အားကိုဖြစ်တင်းနေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဝန်ထမ်းတွေကိုလည်းခေါ်ယူနေတယ်ဆိုတဲ့ဟာကိုတွေ့ရနိုင်မယ်ဆိုတော့အဲ့ဒီပြန်တော့စတော့လုံးကိုပြင်ပြီးတော့အသက်သွင်းနေတော့အင်အားတို့ဖြစ်နေတယ်အဲ့ဒါကအဓိကတော့ဒီလိုထုတ်တွေကိုဖိနှိပ်ဖို့ပြီးလို့ရှိရင်တော့တော်လိုင်းရဲ့တည်င်းတွေကိုရပ်ဖို့နောက် PDF တွေရဲ့တည်င်းတွေကိုရရှိဖို့အတွက်သူတို့လုပ်တာဖြစ်တယ်နောက်တစ်ခုကချင်းပြင်နေဟာခါမျိုးနေ စစ်တင်ဒေတာမှာဆိုလို့ရှိရင်တော့ဆက်ကဆက်ကပေါင်း900နှလုံးကိုကျဲချတယ်အဲ့ဒီမှာနေအိမ်နဲ့ကျောင်းတွေထိခိုက်ပျက်စီးမှုတွေရှိတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရမယ်နောက်တစ်ခုကဒီဆက်ကဆက်ကဒီဇင်ဘာလ28ရက်နေ့မှာသူတို့ယူကော့ပူတွေလှုပ်လိမ့်မယ်နောက်လှုပ်ဖို့တည်းလည်းသူတို့ကြေညာထားပေးပြီးအမန်လုံးကလည်းသူတို့ကြေညာထားပေးပြီးဘသူဘသူတွေဝေပြန်မယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမယ်အခုတကယ်ဒုဒအားအကြီးဆုံးလို့ပြောလို့ရတဲ့တက်တက်ခိုင်တို့ပါတီတို့ဒီသုံးလုံးပေါ့သူတို့ကတော့ဒီပတ်မှာဆိုလို့ရှိရင်တော့ ဒီကိုကိုကြီးတို့ပါတီတို့စသဖြင့်သူတို့ကတော့တက်တက်ခိုင်တို့ကတော့ဒီရန်ကုန်မြို့မှာပြိုင်မယ်ဆိုပြီးတော့သူတို့ကြားရတယ်ဆိုတော့အစ်ပြေတော့ ဒီရုပ်ကောက်ပွဲတွေလောက်တာကတကယ်မျိုးပေါ်မှာသူတို့လုံခြုံတဲ့နေရာတွေမှာပဲသွားတယ်။နောက်ဆိုခိုင်းတော့ဘာတို့တကယ်တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာသူတို့လုံလို့မရှိဘူး။လုံလို့မရှိဘူး။ဘာဖြစ်ဆိုသူတို့တွေ့လုံခြုံမှုမရှိဘူး။ဆိုတော့ခုတက်ခိုင်းတဲ့ကိုကိုကြီးကရန်ကုန်မှာပြိုင်မယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။အဲ့ဒါကြောင့်ဒီရုပ်ကောက်ပွဲတွေမှာတိုက်ခင်မှာကြောင်းတွေကိုပိတ်မယ်။နောက်အစောပိတ်မယ်လို့ပြောတယ်။ဒီနေ့ဆင်းပွဲတွေသူတို့လုံမယ်။အဲ့ဒါကတော့ဤပညာတက်တို့လို့ခေါ်တဲ့ဒီပြင်ဦးတွေမှာရှိတဲ့နော်အဲ့ဒီဤပညာတက်တို့ရဲ့ပြောလို့ရှိရင်ဘောလုံးတင်တာ။နောက်မက်ဆေ့60နဲ့9ရဲ့ ြစ်လို့ရှိရင်လည်းဤပညာတက်တော်ကအမှတ်29ရဲ့အဲ့ဒီတင်ဒန်းစင်းဘွေးကိုနေပြီးတော့ဒီနိုဝင်ဘာလမှာလုပ်မယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။ဘာဖြစ်လို့လုပ်တာလဲဆိုလို့ရှိရင်ခုနကရှေ့မှာပြောသလိုပဲသူတို့ရွေးကောက်ပွဲတွေရှိတယ်ရွေးကောက်ပွဲတွေရှိတဲ့အတွက်ကြောင့်အဲ့ဒါကိုပြင်ဆင်တဲ့အနေနဲ့ရွေးကောက်ပွဲနဲ့ရှုပ်ထွေးပြီးတော့သူတို့မအားမစိုးလို့ နော်အဲ့ဒါလုံးဝဘာလာမှဆိုလို့ရှိရင်သူတို့စစ်တင်တိုင်းတွေဆင်းမယ်အဲ့ဒီပဲဒါစစ်တင်တက်ဆိုနော်ဒီအမှတ်69ရဲ့ဤပညာတက်တော့အမှတ်29ရဲ့အဲ့ဒီမှာသူတို့တင်တိုင်းဆင်းပွဲတွေလုပ်မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပုဂိုးတိုင်းရေးတာရှိတာတော့တတိမီဒီယာလောကမှာတစ်သက်ရေးပန်းစားတဲ့နော်တတင်းတပုတ်ပဲဖြစ်တယ်နော်တတင်းပုတ်ပဲဖြစ်တယ်အဲ့ဒါကစတောင်းရဲ့အရှိဖက်မှာအရှိဖက်မှာတကယ်အခိုင်မှာချထားတဲ့စခန်းတစ်ခုလို့ပြောတယ်ဒီမှာအင်အား60ရှိတယ်လို့ပြောတယ်တတင်းကပြီးလို့ရှိရင်တော့ PDF တွေက ဒီဝင်ပြီးတော့စီးတယ်အဲ့ဒီ PDF တွေစီးတာကဘေးက PDF တွေလဲဆိုလို့ရှိရင်နေပြီးတော့စစ်ဌာနကဖြစ်တဲ့ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့သူတို့ကနေပြီးတော့ဘာပြီးတော့တိုက်ခိုက်လိုက်တယ်နော်တိုက်ခိုက်လိုက်တဲ့ခါကျတော့အဲ့ဒီစခန်းတစ်ခုလုံးကြာဆုံးသွားတယ်အဲ့ဒီဟာကိုကိုလူတို့လိုတင်ပိုက်လို့ရရှိတယ်အဲ့ဒီမှာနော်တိုက်ရဲမုံဒုဘုံမူကြီးညီနိုင်ဆိုတဲ့လူကလည်းအဲ့ဒီမှာတည်တယ်နော်အဲ့ဒီမှာတိုက်ရဲမုံနော်ဒုဘုံမူကြီးညီနိုင်ကနေပြီးတော့အဲ့ဒီမှာကြာဆုံးတယ်တည်ဆုံးတယ်၅ရောက်တည်တယ်အဲ့ဒီမှာ၂ရောက် ဖန်စီတယ်လက်နက်ခင်းရတဲ့အများကြီးရရှိတယ်ဆိုတော့အဲ့ဒီတည်င်းကလည်းတကယ်လူမှုကွန်ရက်ပေါ်မှာနော်တကယ်ဟိုလင်းတကျော်ဖြစ်တဲ့တည်င်းတစ်ခုဖြစ်တဲ့ရေပန်းစားတဲ့တည်င်းတစ်ပုဒ်ပဲဖြစ်တယ်ဘာဖြစ်လို့ဒီလိုရေပန်းစားလဲဆိုလို့ရှိရင်နော်ဒေါ်လာရဲ့တပ်ဖွဲ့တွေကတိုင်းလုံးမနိုင်တော့ဘူးတော်လာရဲ့တပ်ဖွဲ့တွေကအဆုတ်ဖက်မှရှိတဲ့ဆိုတဲ့တည်င်းကနော်တော်တော်ကိုချစ်ချစ်လုံးလုံးထွက်နေတဲ့ခါကျတော့အခုစခန်းတစ်ခုကိုတင်လို့ရတာလေတကယ်အောင်ဘွေးကြီးတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဘာဖြစ်လို့ဆိုတော့ဒီဖက်ကတက်ပြန်နော်တင်နိုင်တယ်ဆိုတော့ နော် image ကိုကျွန်တော်တို့ရလာဖြစ်တယ်အရင်ကလည်းဗမောက်လိုက်တယ်လို့ပဲဟိုဘက်မှာနောင်ချိုတို့မိုးပြေတို့အဲ့လိုမျိုးကျနေတဲ့အချိန်မှာကျွန်တော်တို့ဗမောက်ကိုထပ်တော့တင်လိုက်တယ်အဲ့ဒီပြန်တော့ခြေပောက်ကိုပြန်သွင်းလိုက်တယ်အခုလည်း ပေတလူထုတွေကအာရော့နေတဲ့အချိန်မှာခုအဲ့ဒီပကိုးတိုက်ရေးတရှိမှာအဲ့ဒီမှာစခန်းကြီးတစ်ခုကိုတင်လို့ရတယ်အဲ့ဒီမှာဆင်းငါရောက်သေးတယ်တိုင်ရင်မှုသေးတယ်နော်အဲ့ဒီညီညီနိုင်ဆိုတဲ့ကောင်သေးတယ်အဲ့ဒီမှာမသားဖြစ်သွားတယ်မျိုးဩဇာဖြစ်သွားတယ်ဆိုတဲ့တည်င်းကတော့တည့်တည်င်းကောင်းတစ်ခုအနေနဲ့နော်ကျွန်တော်တို့ဒေါ်လာရေးဖက်ကအားရှိစေတဲ့စစ်တစ်ခွက်အနေနဲ့ကျွန်တော်တို့တည်င်းမီဒီယာထဲမှာဖော်ပြထားတာကိုတွေ့ရမယ်နောက်တစ်ခုကဒီကမ္ဘောဒီးယားနော်ကမ္ဘောဒီးယားမနေ့ကကျွန်တော်တို့ပြောတဲ့အကြဖြန့်ကြဖြန့်ကိုဟိုဖက်ကနေပြီးတော့မအလကဟန်ပြအဲ့လိုမျိုးတိုက် တိုက်လိုက်တယ်အဲ့တော့ဝင်စည်းတာပေါ့နော်ဝင်စည်းတယ်အဲ့ဒီပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့တတင်းတစ်ခုချလာကအဲ့ဒီတတင်းကမလာကရင်ဆူချလာဖြစ်လိမ့်မယ်နော်ဆိုတော့အခုဒီကပတ်ထိတ်တဲ့နိုင်ငံတွေနဲ့အင်အားကြီးနိုင်ငံတွေစူးပေါင်းပြီးတော့ဒီချဖြန့်ကိုနေနေပို့လုပ်တယ်ဒီမှာတရုတ်ပါတယ်အိန္ဒိယပါတယ်ကမ္ဘောဒီးယားပါတယ်တောင်ကိုရီးယားပါတယ် US ပါတယ်ထိုင်းပါတယ်ဆိုတော့အရင်ကတော့ထိုင်းနဲ့ဒီရုတ်နဲ့ပဲသူတို့နေရာကတော်တော်လုပ်တယ်လုပ်ပြီးတော့တော်တော်ကိုဖမ်းဆီးရမိတယ်အခုကနိုင်ငံကြီးတွေတော်တော်ပါလာတယ်ဆိုတော့ဒီနိုင်ငံကြီးတွေကဘာဖြစ်လို့ပါလာလဲဆိုလို့ရှိရင်เนาะဒီနိုင်ငံကြီးတွေမှာရှိတဲ့လူတွေရဲ့အဆန် နောက်ပြီးလဲပေါင်မြောက်များစွာဒီမှာအလင်ခါရတဲ့ကြားဖြင့်အဲ့ဒါကအဓိကကဘယ်မှာလဲဆိုလို့ရှိရင်တကက်ဌာနချုပ်ကမြန်မာနိုင်ငံမှာဖြစ်နေတယ်မြန်မာနိုင်ငံမှာတခါခေခေဖလို့ခေါ်တဲ့အဲ့ဒီနေရာတွေပဲเนาะဆိုတော့အဲ့လိုမျိုးတည်င်းထွက်ပြီးတော့မနေ့ကတည်င်းအဲ့ဒီဟာတည်င်းတက်လာတယ်တက်လာတော့ဒီနေ့ကကမ္ဘောဒီးယားမှာရှိတဲ့တောင်ကိုရီးယားဘဏ်တွေရှိတယ်အဲ့ဒီကမ္ဘောဒီးယားမှာဆိုတော့အဲ့ဒီဘဏ်မှာဒီကြားဖြင့်ကိစ္စနဲ့ပတ်သက်တဲ့ငွေဘီလီယံပေါင်း60ကျော်ကိုနေပြီးတော့တောင်ကိုရီးယားနေပြီးတော့ထိန်းချုပ်လိုက်တယ်ဆိုတဲ့တည်င်းကိုဒီနေ့ထွက်လာတော့တွေ့ရတယ်ဆိုတော့မနေ့ကသူတို့ပေါင်ဝင်တဲ့ ဒီနေနေရဲမှာသူတို့စနေပြီဆိုတဲ့ဟာကိုတည်င်းထုတ်တယ်ပြီးလို့ရှိရင်တော့အခုထပ်ပြီးတော့တည်င်းတက်လာတယ်ကမ္ဘောဒီးယားမှာရှိတဲ့ဒီတောင်ကိုရီးယားရဲ့ဘဏ်အဲ့ဒီဘဏ်တွေမှာကြားဖြတ်တဲ့ပတ်သက်တဲ့ငွေဘီလီယံပေါင်း60ကိုတောင်ကိုရီးယားကထိန်းချုပ်လိုက်ပြီဆိုတဲ့ဟာကိုလည်းနေတွေ့ရတယ်ဆိုတော့ဒါကလည်းတကယ်နော်မင်းကတည်င်းထွက်တယ်ဒီနေ့စပြီးတော့ကုန်တွေပေါ်တယ်အဲအဲ့လိုမျိုးဟာတွေကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကဒီဆော်မေလုံး ဇော်မင်းလုံးပြောတာဒါလည်းခုနကခေခေဖတ်နဲ့ကျွန်တော်တို့ဆက်ဆက်မှုရှိတယ်နော်ရှိတယ်အဲ့ဒါကပါလဲဆိုလို့ရှိရင်အဲ့ဒီခေခေပအမြဝတီရှုပ်ကိုကဒီခေခေပတကယ်နာမည်ကြီးတယ်နော်အဲ့ဒါကကြားဖြန်းတဲ့နာမည်ကြီးတာဆိုတော့အဲ့ဒီကြားဖြန်းရဲ့ခေါင်းဆောင်ကဘယ်သူလဲဆိုတော့နော် BGF ရဲ့ခေါင်းဆောင်ပုံချစ်သူဖြစ်တယ်နော်ဆိုတော့အခုဒီဇော်မင်းလုံးတို့အဖွဲ့ကဒီအခုမလာတော့အဖွဲ့ကဒီမြောက်တွေကိုရောက်သွားပြီနော်အရင်တော့ကအောက်ဆီယားစစ်ချောင်းမရောက်ဘူးမရောက်ဘူးမရောက်ဘူးနောက်ဆုံးကျတော့အောက်ဆီယားစစ်ချောင်းရောက်သွားတယ်။နောက်ရောက်သွားတဲ့အဲ့ဒါကခုနက BGF နဲ့ DKPA တို့ပါဝင်ပတ်သက်မှုရှိတယ်လို့ပြောတယ် တော့ပြောတာပဲဒါကလည်းအဲ့ဒါတွေကတော့လှုပ်ဆက်တယ်ပေါ့သူတို့ကတော့အလိုမျိုးလှုပ်ကြတာပဲဆိုတော့အဲ့ဒါကိုနေပြီးတော့ရောက်ပြီးတဲ့နောက်ပိုင်းမှာအခုက leak kick ကိုရဲ့မြို့တစ်ကိုသူတို့သိမ်းတယ်သိမ်းပြီးတဲ့နောက်ပိုင်းမှာအခု kick kick ဖောက်ကိုဝင်စီးတယ်ဆိုတဲ့တတင်းကထပ်ပြီးထွက်လာတယ်နောက်ထွက်လာတယ်အဲ့ဒါကဒီစကားစကားဝင်စီးတာနောက်ဝင်စီးတဲ့ခါကျတော့အဲ့ဒီမှာ starling တို့ဘာတို့အကုန်ဖမ်းလို့ရတာပေါ့နော်အလုံးတစ်ပါးပေါင်း1200ကျော်ထိသူတို့ဖမ်းနေဆိုပြီးမှအဲ့လိုထွက်လာတယ်ထွက်လာပြီးတဲ့နောက်ပိုင်းမှာ zoning တို့ကဘယ်လိုထုတ်ပြန်လဲဆိုလို့ရှိရင်အဲ့ဒီကြားဖြတ်ကိစ္စဆိုလို့ရှိရင် KNU နဲ့ ဘာမှပတ်သက်မှုရှိတယ် KNU ကဆိုလို့ရှိရင် person ရတယ်ဆိုရင်ဘယ်အလုပ်ကိုမဆိုလုပ်တယ်ဆိုပြီးမှသူတို့ထုတ်ပြန်တယ်ပြောတယ်ဇော်မင်းလုံးကပြောတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကြည့်အောင်နော်ကြွေးရအောင်ဘသူကမှန်လဲဘသူကမှားလဲဆိုတာဆိုတော့ဇော်မင်းလုံးဇော်မင်းလုံးဆိုတာစစ်တပ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီစက္ကဆာဆိုလို့ရှိရင်လက်နက်ကင်ကြီးဆုံးပဲဆိုတော့အကြီးဆုံးနဲ့နော်ပေါင်းပြီးလဲလောက်တာဘသူလဲဆိုလို့ရှိရင်ခုနက BGF ဖြစ်တယ်နော် BGF ဖြစ်တယ်ဆိုတော့ BGF ကိုဘသူကမြောက်ပေးလဲအခုစက္ကဆာကမြောက်ပေးတယ် ဆိုတော့အခုစကစကအခုက BGM မှာနေမြေမှာရှိတဲ့အဲ့ဒီခေဖောက်ကိုဝင်ပြီးတော့သူတို့စီးတယ်စီးတဲ့ခါကျတော့အလုသမားတွေပဲဖမ်းတယ်ငါအလုသမားတွေပဲဖမ်းတယ်အဲ့ဒီမောင်ချစ်သူကိုမဖမ်းဘူးနော်မောင်ချစ်သူကိုမဖမ်းဘူးဆိုတော့မောင်ချစ်သူကိုဖမ်းလို့ရှိရင်ပြီးသွားပြီနော်အဲ့ဒီမောင်ချစ်သူကိုမဖမ်းတော့ဘာလုပ်ဖို့သွားဖမ်းတာလဲနော်အဲ့ဒါဟန်ပြနော်ဟန်ပြပဲအဲ့ဒါဟန်ပြပဲဆိုတော့ဝင်တော့တင်းပြတယ် နောက်သိပြတယ်ဘာဖြစ်လဲနိုင်ငံတကာဖိအားရှိလို့ဆိုတော့အခု KNU သူတို့တို့ကဆွတ်ဆွဲတယ်အဲ့ဒီမှာ KK ဖမှာတကယ်ကြားဖြတ်မှာပေါ့လို့ပတ်သက်တာက KNU လို့ပြောတယ်ဆိုတော့ KNU ကဟုတ်လားမဟုတ်လားဆိုတဲ့ဟာကိုပြန်ပြီးတော့သုံးသပ်ရအောင်သူတို့ရဲ့အလုပ်တွေကိုကျွန်တော်တို့သုံးသပ်ရမှာနောက်သုံးသပ်ရမှာဆိုတော့အခု KNU ကလည်းဒီမောင်ချစ်သူကိုလုံးဝအထိမပေးဘူးနော်စက္ကစားလည်းအထိမပေးဘူး ဆိုတော့နှစ်ယောက်စလုံးကအတူတူပဲဘလင်းတူဘူးဆိုးပဲเนาะဘူးဆိုးပဲဆိုတော့ KNU ကိုဘာဖြစ်လို့ဒီလိုပြောရတယ်လဲဆိုလို့ရှိရင် KNU ဒီလောက်เนาะအဖွဲ့အစည်းအားတောင်းတဲ့အဖွဲ့အစည်းတောင်မှเนาะဘာဖြစ်လို့ဒီမုံချစ်သူတို့အဖွဲ့ကိုမတိုက်ရဲတာလဲเนาะဘာဖြစ်လို့ဒီ SEO တို့ဘာမှမဟုတ်တဲ့အဖွဲ့အစည်းလေးတစ်တည်းလေးစစ်ကြောင်းလေးတစ်ကြောင်းလေးစာလူတွေကနေပြီးတော့ဘာဖြစ်လို့ဒီမုံချစ်သူတို့ကိုဝင်ပြီးတော့တိုက်ရဲတာလဲအဲ့ဒါမေခွန်းပဲမေခွန်းပဲဆိုတော့အဲ့ဒီတိုက်တဲ့ဟာကိုသူတို့မတိုက်ရထားအောင်တိုက်ရဲတဲ့လူတိုက်နေပြီ တော့အဲ့ဒီတိုက်ရဲတဲ့လူကိုတော်မှအပြုတ်ကိုဖြုတ်တာတော့လေပြရတော့ဒီမုံချစ်သူကိုလုံးဝအထီးမခံဘူးအထီးမခံဘူးဆိုတော့အထီးမခံတာကို တွေ့ရနေတာပဲเนาะမြောက်ဒီသိမ့်တာမသိမ့်ဘူးအခုအောင်စရာစစ်ချောင်းဖောက်လို့ရတယ်ဆိုတာအဲ့ဒီမုံချစ်သူနဲ့သူတို့လှုပ်ရှားတာပဲလေသူတို့ပေါင်းပြီးတော့ဩမင်းကိုလမ်းဖွဲ့ပေးမယ်မင်းတို့အဲ့ဒီဟိုမှာအင်ဂျီတို့ဘုတ်ဘုတ်တိုက်လို့ရှင်ကတို့ဖွင့်ပေးလိုက်မယ်အဲ့လိုမျိုးပုံစံမျိုးနဲ့သူတို့လှုပ်တဲ့ပုံစံမျိုးပဲလေဘာဖြစ်လို့ဒီလိုပြောရလဲဆိုလို့ရှိရင်ခုနကမုံချစ်သူကို ကာကွယ်ပေးထားတာက KNU လေ နမောချစ်တူကိုကာကွယ်ပေးထားတာကဆိုမင်းလုံးလို့ဖွဲလေဆိုတော့နဖွဲစလို့အတူတူပဲတရားတရားပေါ်ပေါ်လုံးပုတ်တလို့ပေါ်ပုတ်တော့ပေါ်ဖက်ပုတ်လိုက်ဒီဖက်ပုတ်လိုက်ပုတ်ကြတာပဲနော်တကယ်တကယ်တော့သူတို့ကအဲ့ဒီမှာပါဝင်ပတ်သက်မှုရှိတယ်ဆိုတော့ဟုတ်မဟုတ်ဆိုတာနော်ဆိုမင်းလုံးက BGF ရဲ့ကောင်းဆောင်ချစ်တူကိုဖမ်းနိုင်ရမယ် KNU မဟုတ်ဘူးဆိုလို့ရှိရင် KNU ကဒီမောင်ချစ်တူကိုဖမ်းမလို့လောက်တာကိုသူတို့ကပါဝင်ပတ်သက်ပြီးတော့ကုညီမှုရှိရမယ်ကုညီမှုမရှိတဲ့အပြင်နော်အပြုတ်ချုပ်တာအဲ့ဒီတပ်ဖွဲ့ကအပြုတ်ချုပ်တာ နော်ဆိုတော့ဒါကိုချစ်ချာပြနှစ်ယောက်စလုံးကအတူတူပဲအတူတူပဲနော် KNU လည်းအတူတူပဲအဲ့ဒီဇော်မင်းလုံးလည်းအတူတူပဲနော်သူတို့ဘောလိုပဲဟိုဖက်ပုတ်လိုက်ဒီဖက်ပုတ်လိုက်ပုတ်တာပဲဘာမှမဆိုင်ဘူးနော်ဘာမှမဆိုင်သူတို့ကဆိုလို့ရှိရင်ဘလင်းကိုဘူးဆုပ်တယ်ကိုလုံးပဲအဲ့ဒါကြောင့်ဒီမုံချစ်သူကဒီနေ့တစ်တိသက်ဆုံးရှိတာဒါကြောင့်ပဲဒီနေ့တစ်တိသက်ဆုံးရှိတယ်နော်ပြည်သူလူထုတဲ့ဒုက္ခရောက်တယ်တော်လိုင်းရဖွင့်တယ်တော်တော်ဖေးတယ်သူတို့တိုက်ပြတယ်အဲ့ဒီအကွက်မှာသူတို့ကကစားကစားကစားနောက်ဆုံးကျတော့အဲသူတို့ကမုံရင်းမှာမုံရင်းပဲနော်အဲ့ဒါကသူတို့အချင်းချင်းကစားတယ်ပွေးတယ်ပဲ နိုင်ရတာကတော့နော် PDF တွေပေါ့နော် PDF တွေသူတို့ကလည်းသိမှာပဲနော်သူတို့ကလည်းသိမှာပဲသူတို့ကလည်းအဲ့လိုမျိုးဖြစ်နိုင်တယ်နော်ဖြစ်နိုင်တယ်အဲ့ဒီ blink လို့ဘူးဆိုလေဖြစ်နိုင်တယ်ဆိုတော့ဒီပွဲကတကယ့်ကစားပွဲဆိုတာကျွန်တော်တို့တွေ့ရမယ်ဒါပေမဲ့ဆိုတော့လေမျိုးလုံးကအဲ့ဒါ KNU ကဖြစ်တယ် KNU ကမွေးထားတာဖြစ်တယ် KNU ကပတ်စံရလို့ရှိရင်အကုန်လုံးလုံတာဖြစ်တယ်နော် AA ကလည်းမွေးရေးစေဝါကိုလုံတယ်စသဖြင့်သူတို့ဆွဆွေးတာကိုကျွန်တော်တို့တွေ့ရနေမယ်နောက်တစ်ခုကချက်နိုင်ငံကွာလာလမ်ပူမြို့မှာနော် listen နဲ့ခုနှစ် ချိန်မြောက် RCN ဖြစ်စီအသေးဝေးအသေးဝေးလုံးမယ်အဲ့ဒီမှာမအလာလို့တက်မယ်ဆိုပြီးမှခုဖက်ကလော်ဘီတွေကတော့အသကုံချနေတယ်เนาะချနေတယ်ဆိုတော့အခုမလေးရှားကထုတ်ပြန်လာသူတို့ကိုဖိကြထားတာမရှိဘူးဆိုတဲ့ဟာကိုထုတ်ပြန်တာကိုလည်းတွေ့ရတယ်နော်တွေ့ရတယ်ဒါအဲ့ဒီမှာဒီ RCN ရဲ့အုတ်ထားကတကယ်လည်းဖိတယ်ဆိုလို့ရှိရင်အဲ့ဒီမှာဘယ်သူတက်လာမလဲဆိုလို့ရှိရင်သမဏထွန်တက်လာမယ်ဆိုတော့ရှီချင်းပင်တော့တက်လာခြင်းမှတက်လာမယ်ဘာဖြစ်ဖြစ်တော့သူတို့နှစ်ယောက်ကရန်ဖက်ဖြစ်နေတယ်ဆိုတဲ့အခါကျတော့ အဲ့ဒီတရုတ်ကတော့တက်ချင်မှတက်မယ်ဒါပေမဲ့အမေရိကန်သမ္မတတက်ဖို့ရှိတယ်ဆိုတဲ့ဟာကိုတော့ဒီမလေးရှားကအတည်ပြုလိုက်ပြီဖြစ်တယ်အဲ့ဒါကအောက်တိုဘာလ26ရက်နေ့မှာ26ရက်နေ့အထိမှသူတို့လုပ်မှာဖြစ်တယ်เนาะအဲ့ဒီအစည်းအဝေးလုပ်မှာဖြစ်တယ်ဆိုတော့အဲ့ဒီအစည်းအဝေးလည်းတကယ်စိတ်ဝင်စားစရာကောင်းတယ်အဲ့ဒီမှာအထိကเนาะအဲ့ဒီမှာအတည်ပြုမှာကအရှေ့တီမော့ကိုအာဆီယံအခွင့်စီเนาะအာဆီယံနိုင်ငံဖြစ်သူတို့အတည်မှာပြုမယ်ဆိုတော့စစ်နိုင်ငံဖြစ်လို့မယ်စစ်နိုင်ငံမဟုတ်တော့ဘူးပြီးလို့ရှိရင်တော့အဲ့ဒီမှာမြန်မာနိုင်ငံရဲ့အကြောင်းကိုအဓိကသူတို့ဆွေးနွေးမှာဖြစ်တယ်ပြီးလို့ရှိရင်တော့အာဆီယံဥက္ကဋ္ဌ အလေချအောက်ထကိုနေပြီးတော့ဖိလစ်ပိုင်ကိုဖိလစ်ပင်းကိုပေးမယ်ဆိုတဲ့ဟာကိုသူတို့လုံးမှာဖြစ်တဲ့အဲ့ဒီအစည်းအဝေးမှာဆိုတော့အဓိကထူးခြားချက်ကတော့အဒီမှာအမေရိကန်သမ္မတထရန့်တက်မှာဖြစ်တယ်ဆိုတော့မလာတက်မလားမတက်ဘူးလားဆိုတဲ့ဟာကိုကျွန်တော်တို့စိတ်ဝင်စားကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့မုံပြင်းနေမှာဆိုလို့ရှိရင်တော့စင်မုတ်ထဥပဒေနဲ့ဖန်ခါတာနောက်ဖန်ခါတာအဒီမှာ3300ကျော်ရှိနေပြီเนาะအခုမလာဖက်ကအဆင်ကတော့6ရှိနေပြီနောက်လူဝင်အားတော့9000နီးပါး တော့၈00လောက်ရနေပြီဆိုတဲ့ဟာကိုတော့ဒီနေ့တတိမီဒီယာမှာတွေ့ရတယ်။ဆိုတော့ဒီနေ့အော်တိုဘလာ၂၁ရက်နေ့မှာတတိမီဒီယာထဲမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြအောင်။ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ